ားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရက်စတီဗန်ပါဒီနေ့တော့ကျွန်တော် Nissan Counter ပြင်ထောင်ကားတစ်စီးကိုပြပေးမှာဖြစ်ပါတယ်ဗျကျွန်တော်တို့အခေါ်ဒန်ကားပေါ့ဒန်ကားတစ်စီးကိုပြပေးမှာဖြစ်ပါတယ်ဗျဒီကားကကျွန်တော်တို့ဒီနှစ်ကျင်းကားစိုက်တဲ့ကြီးတယ်ဗျသူ့စိုက်ကကျွန်တော်တို့သုံးကျင်းကားဝင်းကျင်လေးကျင်းကားစိုက်လောက်ရှိတယ်ဗျကားကတော့တော်တော်ကြီးတယ်ဗျရှည်လဲရှည်တယ်ဗျအဲဂျပန်မှာကတော့သူတို့ဘလို့အသုံးပြုလဲတော့မသိဘူးကျွန်တော်ဒီဘက် ပုံမှန်လာနေကြကားတွေတက်ကိုပို့ပြီးတော့စိုက်ကြီးတယ်ဗျစိုက်ကြီးတယ်ပြီးရင်သူ့ရဲ့ hydraulic ကလည်းတော်တော်လေးကြီးတယ်ဗျကားရဲ့ဒစီလုံးပတ်လည်အနေထားစေးသားလိုက်ကအနေထားတွေကတော့တော်တော်လေးတော့ကြံသေးတယ်ဗျရှေ့ဘမ်ပါမှာနည်းနည်းပပထိရခိုက်ရကလွယ်လို့ကျွန်တော်အကုန်လုံးတော်တော်လေးအဆင်ပြေတယ်တော်တော်လေးလှသေးတယ်ဗျဒီကားကကျွန်တော်တို့ရှေ့ရှေ့ပေါက်နောက်ရှေ့ပေါက်ပတ်လည်တန်းနေလာတယ်ဗျပြီးလို့ရှိရင်အနောက်မှာသူက lebrate ကျွန်တော်တို့ massive brake နဲ့လာတယ်ဗျပြီးရင်အိတ်ခမ်းလည်းပါပြီးသားဗျဒီကား အင်ဂျင်အောက်ဘက်ရှမ်းမှာလည်းအယူအဆိုင်ပါမှမရှိဘူး။ပြန်စည်းလေးတွေတော့ရှိတယ်ဗျ။ဒီကားမှာပြန်စည်းလေးတွေပါတယ်။အယူအဆိုင်တော့ပါမှမရှိဘူးဗျ။ဒီ site ကျွန်တော်တို့ ship out တန်းနေလာတယ်ဗျ။ ship out နှစ်ပေါက် ship out နဲ့ site ကြီးနေလာတယ်ဗျ။တာယာလေးတွေတော့ weight ကျန်သေးတယ်ဗျ။တာယာလေးတွေသုံးမယ်ဆိုရင်သုံးပြလို့ရသေးတယ်ဗျ။အဲ frame တွေမှာတော့ကျွန်တော်တို့ပြန်စည်းတော့ပါတယ်ဗျ။ ပြန်စည်းပါပဲမဒီကောက်မှာကျွန်တော်တို့တန်ကြီးတို့အဆွေးတို့မရှိဘူးဗျဒီတိုင်းပဲပြန်စည်းပြန်နာတဲ့သဘောပဲဗျတာယာကတော့သူ့မှာထည့်ပြီးထားတဲ့တာယာတွေကကျွန်တော်တို့တာယာ site ကနည်းနည်းလေးတော့နှိမ့်နေဗျကျွန်တော်တို့ပြန်ပြီးတော့လဲသုံးခြင်းနဲ့ဆိုရင်ပြန်ပြီးလဲသုံးတော့ပို့ပြီးတော့ကာပို့ပြီးတော့မြင့်သွားမယ်ဗျဒါတော့အနောက်ကျွန်တော်တို့ liberate massive break ပေါ့ဆိုတော့ရှစ်ပေါက်တန်းဖြစ်တယ် liberate massive break ပါတယ်ဆိုတော့ဒီကာခိုင်းမယ်ဆိုရင်တော့ကျွန်တော်တို့တော်တော်လေးခိုင်းလို့ကောင်းမယ်ကာဗျာ စီတန်ကြီးကတော့ဒီကောက်မှာပါတဲ့စီတန်ကြီးတအားတော့မကြီးပဲလိုကားတွေမှာစီတန်ကြီးကြီးလောက်ဝင်ကျင်နေပဲလာကြတယ်အောက်ဘက် ground on လေးလည်းတော်တော်လေးလာသေးတယ်ပြီးရင်ကျွန်တော်ဂီယာပေါက်နေရာမှာလည်းစီအယူစိတ်မရှိဘူးပြကျန်ကင်းမှာကျွန်တော်တို့ကျန်ကင်းရှိုက်ရနည်းနည်းပဲရှိသေးတယ်ပြပြီးရင်ဘီးပေါင်တွေမှာလည်းကျွန်တော်တို့ဓာတ်ပိန်တာမရှိသေးဘူးပြဓာတ်ပိန်တာမျိုးမရှိဘူးပြီးရင် ဂျပန်တန်သားအထုနဲ့လာတော့ဒီကောင်းလေးကျွန်တော်တို့ခိုင်းရင်တော့စိတ်ကြိုက်ခိုင်းလို့ရတယ်ဗျအနောက်ပိတ်အနောက်ဘုံပိတ်ပါတခါပဲပါပြီးသားပဲဗျအင်ဂျင်နေထဲမှာတော့ဒီကောင် MD92 ရှောက်လုံးတို့အင်ဂျင်သုံးမိထားတယ်ဗျအတွင်းကန်လေးတွေလည်းတော်တော်လေးလာသေးတယ်အတွင်းကန်ကျွန်တော်ခေါင်းနေမှာဆိုပေတာတေတာတိတ်ပြီးတော့မရှိဘူးဗျ ထိုင်ကုန်မှာလည်းကျွန်တော်ထိုင်ကုန်အစွတ်လေးတွေထည့်ပေးထားတယ်ဗျထိုင်ကုန်အစွတ်လေးတွေကတော့ဒါကတော့မလာတော့မလာတော့ဘူးဗျပြီးရင်လိုက်ကာတွေပါမယ်ဒရိုင်ဘာပရှမ်းမှာလည်းတော်တော်လေးတက်တက်ရရရှိသေးတယ်ဗျ။ နောက်မှာကျွန်တော်လိုက်ကာတွေပါတခါလေးထည့်ပြီးထားတယ်အိတ်ခန်းလေးလည်းပါတယ်ဗျအနောက်မှာကျွန်တော်တို့အိတ်ရှင်အဲ့ဒီမှာအိတ်လို့ရတယ်ဗျစီယာနဲ့အစွတ်လေးရတော့ဖြုတ်တော့ဖြုတ်ဖြုတ်ထားတယ်ဗျလေး brain နဲ့ဖြစ်သွားမယ်ကျွန်တော်ဆက် no sound ပြပေးမယ်ဗျ ကောင်ကကျွန်တော်တို့ပထီတန်းရတယ်ဗျပထီရတယ်ပထီတွေပါတယ်ဘာမှပြန်ပြီးတော့လဲစရာပြုတ်စရာမလိုဘောပထီရတယ်ဒါလီဘရိတ်ကျွန်တော်ဂီယာလေးတွေဆန်းပြပေးမယ်ဗျ ဂီယာအားလုံးအလုပ်လုပ်တယ်ဂီယာအားလုံးဝင်တယ်ဗျဂီယာကြက်တာညက်တာဘာမှမရှိဘူးဂီယာကကျွန်တော်တို့ original ဂီယာတော့မဟုတ်တော့ဘူးဗျသူတို့ customize ပြန်ပြီးတော့လုပ်ထားတဲ့ဂီယာဘူးတီနဲ့ဖြစ်သွားပြီ original ဂီယာဘူးတီတော့မဟုတ်တော့ဘူးဗျပြပြပြဗျအဲကုန်းလည်းအားလုံးအေးတယ်ဗျအဲကုန်းပေါက်တွေအားလုံးကလေထွက်တယ် ျွန်တော်ဒီအနောက်ဘက်ကဒီအနောက်ဘက်ဘေးဘက်မှာကတ်ထားတဲ့အမိုးလိုပုံစံမျိုးအပိတ်ဖွင့်လုပ်ပြပေးမယ်ဗျကျွန်တော်ထင်တာတော့ဒီကောင်ကကျွန်တော်တို့ဒီပစ္စည်းတွေတင်တဲ့အခါမှာပစ္စည်းတွေဒီမိုးမဆူအောင်လို့အပိတ်ဖွင့်လုပ်ပြီးတော့အုပ်အုပ်လို့ရတဲ့ဟာမျိုးလို့တော့ထင်တယ်ဗျအပိတ်ဖွင့်ကျွန်တော်လုပ်ပြပေးမယ်ဗျ ီကောင်လေးတွေကျွန်တော်ပေညာနှစ်ဖက်လုံးဆက်မြထားတယ်ဗျပေရောညာကိုနှစ်ဖက်စလုံးအလုံးလုပ်တယ်ဗျအဲသူကပေနဲ့ညာနဲ့ထပ်ပြီးတော့အမိုးလိုပုံစံလေးဖြစ်သွားတယ်ဗျသူရဲ့ဘေးသားတွေကိုကျွန်တော်ပတ်ပြီးတော့ရိုက်ပြထားတာဗျ။ဘေးဘက်မှာကျွန်တော်စေးသားတွေကကျန်သေးတယ်ဗျ။ဘေးဘက်စေးသားတွေလည်းကျန်သေးတယ်။

ျွန်တော်မန်ရှိုးမန်ကောက်လည်းဆမ်းပြပေးမယ်ဗျမန်ရှိုးမန်ကောက်လည်းအလုပ်လုပ်တယ်ဗျမန်ရှိုးမန်ကောက်လည်းအလုပ်လုပ်တယ်ပုံမှန်တိုင်းပဲဒါတော့ကျွန်တော် hydraulic dam ဘယ်လိုထောင်လဲပြပေးမယ်ဗျသူကကလပ်အရင်နေရတယ်ဗျကလပ်အရင်နေပြီးဒီဘက်မှာ PTO ဆိုတဲ့ခလုတ်လေးကိုနေရတယ်ဗျ PTO ဆိုတဲ့ခလုတ်လေးနှိပ်လိုက်တယ်နှိပ်ပြီးတော့ကလပ်ပြန်လွတ်လိုက်ဗျကလပ်လွတ်ပြီးခါမှာကျွန်တော်ဒီဘက်ရှန်က တန်းထောင်နဲ့မောင်းနှင်လို့ဆွဲလိုက်ပြအဲ့ဒါဆိုရင်တန်းအလုံးလောက်တယ်ဗျအဲကျွန်တော်ကလပ်မနေမနဲ့လုံမယ်ဆိုရင်တော့ဒီလူမျိုးကားတွေမှာကဒီ PTO မဝင်ဘူးဗျကလပ်နေလိုက်ခါမှာ PTO ကဝင်သွားတယ်ဗျဝင်ပြီးတော့ဒီတန်းထောင်လို့ရတယ်ဗျအဲကျွန်တော်ကဒါအနောက်မှာနောက်ပုံထည့်ထားတဲ့အတွက်တအားတော့လန့်လို့မရဘူးဗျတအားလန့်လိုက်လို့ရှိရင်နောက်ပုံပြုတ်ကြအောင်မကြောက်ဘူးနည်းနည်းလေးပဲလန့်ပြထားတယ်ဗျ ောင်ကကျွန်တော်တို့ဒီ body aim ကြီးသွားတဲ့အတွက်အနောက်မှာသုံးမိတာတဲ့ hydraulic ကလည်းကြီးရဲ့ဗျာကျွန်တော်ပုံမှန်နှကျင်းကားတွေရဲ့ hydraulic ထက်ပိုပြီးတော့ကြီးရဲ့ဗျာအာ hydraulic အားဖို့ကောင်းတယ်လို့ပြောရမှာပေါ့ဒီကောင်လိုမျိုး hydraulic နဲ့ဆိုရင်ကျွန်တော်တို့အပေါ်မှာဝင်အများကြီးတင်လဲဒီကောင် hydraulic ကလန့်လို့နိုင်နေဗျာဒါဆိုတော့သူက hydraulic အကြီးသုံးမိထားတဲ့အတွက်အောက်ဘက်မှာကျွန်တော်တို့ပြန်စည်းတွေရလွဲလို့တော့အာအဆွေးတွေပါတယ်ဘာမှတော့တိတ်မရှိဘူးဗျပြန်စည်းပြန်နာတာတခုပဲရှိရဲ့ဗျ ဆွေးတာရပါတော့ဘာမှမရှိဘူးပြไฮโดรลิกเปลี่ยนပြီးတော့ပြန်ရှာမယ်ไฮโดรลิกဒီဗီဒီယိုကလုတ်ပြန်ပြီးတော့ဖြုတ်မယ်ဆိုတော့ကျွန်တော်ဒီไฮโดรลิกမောင်းတံကိုအရင်ဆွဲပြီးတော့အောက်ကိုไฮโดรลิกရှာလိုက်ပြရှာပြီးလို့ရှိရင်ကျွန်တော်တို့အစောကလိုပဲဗီဒီယိုထိုးတလို့မျိုးပဲသူကကလတ်နေလိုက်ပြကလတ်နေပြီးတော့ဒီဗီဒီယိုကလုတ်လေးကိုပြန်ပြီးတော့နှိပ်လိုက်အဲကြမှာဒီဗီဒီယိုကလုတ်ကပြုတ်သွားတယ်ဗျာ အင်ဂျင်ကတော့ဒီကောင် MD92 အင်ဂျင်ကိုသုံးမိထားတယ်ဗျာ MD92 6လုံးလုံးအင်ဂျင်ကိုသုံးမိထားတယ်ကျွန်တော်ဒီခေါင်းရဲ့အောက်မှာပောက်တာပြေးတာတော့မရှိဘူးဗျပြန်စည်းလေးတွေဖြန်းထားတာလွယ်လို့ပောက်တာပြေးတာဆွေးတာမရှိဘူးဗျအင်ဂျင်ကဒီကောင်ကကျွန်တော်တို့ MD92 အင်ဂျင်ကတာဘိုမပါဘူးဗျဒီကယိုယိုအင်ဂျင်ပဲကျွန်တော်6လုံးလုံးဓာတ်ရိုက်အင်ဂျင်တွေပဲလာတယ်ဗျတာဘိုတော့မသုံးမိထားဘူးဒီအင်ဂျင်မှာတော့ အငွေ့တွေပါလဲလွတ်တယ်ဗျဒါကျွန်တော်နှူးထားဆိုရင်10မိနစ်15မိနစ်ဝင်ကျင်ပုံအင်ဂျင်ရဲ့ပုံမှန်အပူချိန်လောက်ရှိသွားပြီဗျအငွေ့တွေပါနေမရှိဘူးအောက်ငွေပြအောက်မှာရှာပေးထားတဲ့အငွေပြန်ပိုက်မှလည်းအငွေဘာမှမတွေ့ရဘူးဗျ။ အပေါ်ခေါင်းနေမှာလဲပိန်နံပြူတော့မရှိဘူးဗျအဲအဲ့ဒီအမဲရောင်လေးကကျွန်တော်တို့အပေါ်မှာ rubber သားအုပ်ထားတာဗျသူကဒီပစ္စည်းတွေတင်အပေါ်ခေါင်းခိုက်မိမှာဆိုလို့ဖြစ်မယ်ဗျ rubber သားလေးအုပ်ပြီးထားတယ်ဒီဘက်ကျွန်တော်တို့ဒီဘက် engine ရဲ့ဒီဘက်ရှမ်းမှာတော့ဒီ type pick ကနေကျွန်တော်စီတိတ်မလုံလို့နေတူတယ်စီဆိုတာတော့နည်းနည်းလေးတော့ရှိတယ်ဗျကျန်တာတော့ဘာမှပြဿနာကြီးကြီးမားမားမရှိဘူးဗျဒီလို engine မျိုးကကျွန်တော်တို့ဒီမြန်မာပြည် မြန်မာပြည်ကလူတွေတော်တော်လေးကြိုက်များကြတယ်ဗျ။ဘာလို့ဆိုဒီလို engine တွေကဆက်စရာတော်တော်များများနိုင်လို့ပေါ့။ဒီကောင်ကနီးပညာသိမ်းမြင့်မြင့်မတုံတာကိုကျွန်တော်ပုံမှန်ရိုးရိုး engine လိုပဲဆိုတော့ဆက်စရာတော်တော်များများနိုင်နေပြီ။ဘယ် workshop မှာမဆိုပြင်လွန်လွယ်တဲ့အတွက်ကြိုက်ကြတာများတယ်ဗျ။ ည်းနည်းလေးပတ်ပြီးတော့စံပေါင်းပြပေးမယ်ဗျာစီရတဲ့ငါသူလဲ့ရတာကျွန်တော်တို့ကားကြီးဆိုပေမဲ့ဟိုကတော့လောက်ပဲရှိရဗျာကားလေးစီရတဲ့လူပဲပုံပုံပပလေးပဲဗျာတော်လေးလေးလို့ကောင်းတယ် ဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးအချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။နောက်နေ့ချိန်မှလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့တင်ဆက်ပေးပါဦးမယ်ဗျ။